မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတက်ပါ DPP ရုံးမြင့်တန်းချရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါနိုင်ငံတကာရဲ့လူသားစာနာအကူအညီတွေကိုစစ်ကောင်စီကတက်စင်မသွားပဲမြေပြင်ကအဖွဲ့တွေစီဓာတ်ရိုက်ချိတ်ဆက်ခြင်းကစစ်ကောင်စီမထိန်ချုပ်နိုင်တဲ့ဒေသတွေမှာရှိတဲ့ပြည်သူတွေကိုပါရောက်ရှိနိုင်တာဖြစ်လို့မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်ဖို့လိုကြောင်းအရပ်ဖွဲ့ဖွဲ့တွေကအကြံပြုပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာမရှိလောက်ကတ်သွားတဲ့အင်အားပြင်းငလျင်မှာ ထိခိုက်မှုတွေပြင်စစ်တမ်းအသင်ဒေသတွေကပြည်သူလူထုကိုပါအကူအညီဖြစ်စေနိုင်မှုဆိုရင်နိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကစစ်ကောင်စီကတဆင်ပေးဖို့လှူဒါန်းတာမျိုးမလုပ်ဘဲမြေပြင်အဖွဲ့တွေစီတိုက်ရိုက်ချိတ်ဆက်ထောက်ပံ့မှုအရက်ဖက်အဖွဲ့တွေကအကြံပြုပါတယ်လူထုဦးဆောင်တဲ့လူထုခြေပြုတဲ့အထောက်ပံ့အကူအညီပေးရေးပုံစံနဲ့နိုင်ငံတကာကအကူအညီတွေဟာမြေပြင်ကိုတိုက်ရိုက်စီးဆင်းနိုင်ကြောင်း Progressive Fire Director မက်ကီအောင်မာကအကြံပြုပါတယ် စက်တက်စီကိုဥတီမသွားဘဲနဲ့စက်တက်ကိုကြော်ပြီးတော့မလှုပ်လို့ရတာတွေအများကြီးရှိတယ်။လှုပ်လဲလှုပ်နေခဲ့ပြီးပြီလေနော်။ပြောချင်တာကအဖြေရဗမာလဲဆိုလို့ရှိရင်အထူးသဖြင့်တော့စေအုပ်စုထိန်းချုပ်မှုမရှိတဲ့နေရာတွေမှာရှိနေတဲ့ပြည်သူတွေကိုကူညီဖို့အထူးသဖြင့်ဒီစစ်ဘေးရှောင်ပြည်သူတွေကိုကူညီဖို့ဆိုလို့ရှိရင်တော့လက်ရှိကြံခဲ့တဲ့၄နှစ်လောက်ကတိစောက်ထားတဲ့ကျမတို့ခေါ်တော့ locally led humanitarian aid mission လို့ခေါ်တယ်။ locally led ဆိုတော့ကျမတို့ဒီ local ဒေသအခြေခံဒေသခံလူမှု အင်အားစုတွေကြားထဲကနေပဲကိုအင်ကိုအားနဲ့အာတာဝန်ယူပြီးတော့မှတည်တည်ချာချာစနစ်တကျနဲ့လုပ်နေတဲ့ဟာတွေရှိတော့သူတို့အကူအညီပေးနိုင်တာကဒီဒီအင်အားစုတွေနဲ့အာပူပေါင်းပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှတကယ်လိုအပ်တဲ့အကူအညီတွေကိုထောက်ပံ့မယ်ဆိုရင်တော့ကျမတို့ပို့ပြီးတော့မှထိရောက်စွာဖြေရှင်းနိုင်မယ်လို့မြင်ပါတယ်လက်ရှိမှာလည်းစစ်ကောင်စီမထိန်ချုပ်နိုင်တဲ့ဒေတာတွေကိုနိုင်ငံတကာအကူအညီတွေကအနှဲငယ်ဝင်ရောက်နေတာမျိုးရှိပေမဲ့ မြင့်စင်တဲ့အများဆစ်ဆောင်ပြည်သူတွေတိုးလာနေတဲ့အတွက်နိုင်ငံတကာအကူအညီတွေကအခုထပ်ပိုမိုလိုအပ်နေတာပဲဖြစ်ပါတယ်။ဒီအတွက်ကြောင့်နိုင်ငံတကာကအဖွဲ့အစည်းကြီးတွေအနေနဲ့ပြည်တွင်းကအစိုးရမဟုတ်တဲ့အရက်ဖက်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးမြေပြင်ကိုတိုက်ရိုက်ကူညီစေလိုကြောင်းကို စကိုင်းတိုင်းတွေကငလင်တန်နဲ့စစ်တန်တင်ပြည်သူတွေကိုကူညီထောက်ပံ့ပေးနေတယ်။ SNC မိဘစ်စစ်ပေးပညာရေးကူညီဆောက်ရှောက်ရေးအဖွဲ့ကကုစုမအောင်ကလည်းပြောပါဗျ ခုကျွန်တော်ဒီဟိုယူကနေပြီးတော့ဒါရိုက်ဒီဟိုလူတိုင်းနဲ့ဟာရှိတယ်တကယ်တမ်းလုံးမဲ့ဆိုရင်တော့ရတယ်ပေါ့နော်နိုင်ငံကအထောက်ပံ့နေရလာတာအတိကအန်ဂျီအိုတွေကနေလာပေါ့နော်အဲအန်ဂျီအိုတွေဒါတကယ်ဒါလုပ်ငန်းလုပ်ကြမယ်ဆိုရင်ဒီစကားစားလက်ထဲကိုပြောမှဆိုရင်အခုချိန်မှာတော့သူတို့စီမှာအများဆုံးရောက်တာပေါ့နော်ဒီအနေဆုံးစကားစားလက်ထဲကိုမရောက်အောင်တော့ဒါအိုက်နီတစ်ခုနဲ့တော့ကာကွယ်တားဆီးမယ်ဆိုရင်တော့ အာအနေချင်းတော့ဒါကျွန်တော်တို့ရနိုင်တယ်ဗျအနေချင်းဆိုပေမဲ့လည်းတော်တော်ထီရောက်မှုရှိမှာပေါ့နော်ဒါကျွန်တော်တို့ကဒီစစ်ကောင်စီကိုရောက်သွားတဲ့ဟာကမြေပြင်မှာဘာမှမရောက်ဘူးဆိုတာဒါအားလုံးလည်းသိတာပဲလေအခုခုဖြစ်ပေါ်သွားတယ်ပေါ့နော်ဒီကလင်းကြောင်းဖြစ်စီတော့စစ်ဘေးသင်းဒါစစ်ဘေးရှောင်းတာမိရှုခရရဒေသတွေဖြစ်စီအများဆုံးထူထောင်နိုင်မှုဆိုတာကဒါဒီ NGO ဖွဲ့စည်းတွေမှာလည်းဒါအဓိကရှိရပေါ့နော်အဓိကတာဝန်ရှိရပေါ့မန်ရှလာ28ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်း လူပေါင်း4300ကျော်တည်ဆုံးခဲ့ပြီးအာနာသိန်း၄နှစ်ကျော်ကြာလာချိန်မှာတော့စစ်ဘေးကြောင့်မြန်မာနိုင်ငံကလူဦးရေ3.5တန်းကျော်ဟာနေရဲဆွန့်ခွာထွက်ပြေးတင်းရှောင်နေကြရတယ်လို့ UN OCHA ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ကျမဝေပါအင်အားပြင်းကလင်ကြောင့်ဘာသာရေးအဆောက်အအုံပေါင်း9000ချကျော်ပျက်စီးခဲ့ရတယ်လို့စစ်ကောင်စီကဧပြီလ13ရက်နေ့ကထုတ်ပြန်ပါတယ်။ ဧပြီလ2ရက်နေ့မှာလှုပ်တဲ့စစ်ကောင်စီရဲ့တာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့တဘာဝဘေးရန်နေရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဝင်ကြီးဦးတင်ဦးလင်ကပြောခဲ့တာလို့ဆိုပါရယ်။ဖျားစီဒီ9402စုဖုန်ကြီးချောင်း3840ကျောင်းတီလာရှင်ချောင်း189ကျောင်းဖျားချောင်း90ဗလီ136လုံးဟိန္ဒူဖျားချောင်း26ကျောင်းဘုံချောင်းတစ်ကျောင်းပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါရယ်။ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့နေထိုင်မှုမသင့်အနေရရှိတဲ့တိုက်53လုံးအဆောင်9ဆောင်ပြန်လည်ပြုပြင်ရန်နေထိုင်နိုင်တဲ့တိုက်အလုံး20အဆောင်22ဆောင်နဲ့နည်းနည်းပဲပြက်စီပြီးလက်ရှိနေထိုင်နိုင်တာကတိုက်၄လုံးပဲရှိကြောင်းလည်းပြောဆိုထားပါတယ်ခင်ဗျာမြမငလင်ပေးအတွက်ကုညီပေးဖို့လာတဲ့အိန္ဒိယလေတက်လင်းရင်တစင်းဟာ စိုက်ဘာတိုက်ခိုက်ခံခဲ့ရတဲ့အကြောင်းကာကွယ်သတင်းရှင်းပြတွေကိုကူကပြီး India Today သတင်းမှာဧပြီလ17ရက်နေ့ကဖော်ပြပါဗျ။ဒါဟာအိန္ဒိယအစိုးရရဲ့ Operation Brahma ကယ်ဆယ်ရေးမစ်ရှင်အနေနဲ့ C130J လေယာဉ်တပ်ဟာမြန်မာနိုင်ငံအပေါ်ဖြတ်ကျော်ပြန်တန်းချိန်မှာဂျိုဒုအခြေခံကမ္ဘာတည်နေရာပြစနစ် GPS အတူရောက်နေတဲ့စိုက်ဘာနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုပါဗျ။ GPS အတုရကတော့စနစ်တွေကိုရှုပ်ရှက်ခတ်စေဖို့အချက်ပြမှုအတုတွေနဲ့အစစ်မှန်ဂျိုဒု data ကိုအစားထိုးတဲ့ cyber တိုက်ခိုက်မှုအမျိုးအစားတစ်ခုဖြစ်ပြီးအချိန်နဲ့တပြင်းညီ coordinate တွေကိုပြောင်းလဲစေတဲ့အပြင်လင်ရင်ရဲ့ပြန်တမ်းမှုအလဲအလက်လမ်းပြစနစ်ကိုလွဲမှားစေတယ်လို့လည်းပြောပါဗျ။ဒီအချိန်တွေမှာတော့အိန္ဒိယလေတပ်လင်မှုတွေကမြမလေးပိုင်းနဲ့အတွင်းကနေဘေကင်းစာသွာလာမှုတည်ကြဲစေရေးအတွက်တိကျတည်ကြတဲ့အတွင်းပိုင်းသွာလာမှုစနစ် INSC ချက်ချင်းပြောင်းနိုင်ခဲ့တဲ့အကြောင်းလဲကာကွယ်ရေးသတင်းရှင်းပြတွေကပြောပါဗျာခင်ဗျာ။ မြန်မာတကြံကို UNESCO ရဲ့ကမ္ဘာထရမဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ခံရတဲ့ပထမဆုံးနေ့မှာပဲအင်အားပြင်းကလင်တန်ခံခဲ့ရတဲ့မြန်မာယဉ်ကျေးမှုဗဟိုချက်မန္တလေးမြို့ဟာမြမရိုးရမဟာတကြံပွဲတော်ကိုမကျင်းပနိုင်ခဲ့တဲ့ပထမဆုံးနှစ်တစ်နှစ်ဖြစ်သွားခဲ့ပါတယ်။မန္တလေးစီပင်ရုံးရဲ့ဆောက်လက်ဆမဟာတကြံဗိုလ်မန္တဟာငလင်ကူညီကယ်ဆယ်ကုကယ်ရုံးအဖြစ်ပြောင်းလဲထားသလိုလမ်းလျှောက်တကြံတီရှိရာ83လမ်းရှိမန္တလေးမင်္ဂလာမန္တလေးတလျှောက်ဟာလည်းတိတ်ဆိတ်ခြောက်ကနေပါတယ်။ ဈေးကြော်တော်ကိုတကြံပြီးမှပြန်လဲဖွင့်လှစ်ဖို့ပြင်ဆင်ထားပေမဲ့လည်းနမဲကျော်ဈေးကြော်တကြံကလည်းမန်တက်တွေမရှိပဲဈေးကြော်နိုင်စဉ်တဝိုက်ရှင်းလင်းလို့နေပါဗျ။မန္တလေးတကြံနဲ့ခွဲမရတဲ့မြို့မအပျော်တန်းတူရိယာအသင်းမှာလည်းငွေငန်းအလားပြားရင်မထွက်နိုင်ပဲတကြံအကျုံနဲ့မနက်ခင်းမှာ အသင်းတက်ကြီးပူဇော်ပွဲကိုသာကျင်းပနိုင်ခဲ့ပါတယ်ခင်ဗျာ။ DPP ရုံမြင့်တန်ကြားနောက်ဆုံးရသတင်းကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဆွဲတစ်ပါကျေးဇူးတင်ပါတယ်နော်